ဘာဘိုးမင်းအောင်စိုက်ပျိုးခဲ့ပါတယ်လို့ရှေးလူကြီးသူမတွေပြောပြခြင်းအရာနှစ်ပေါင်းများစွာညောင်ပင်ကြီးပေါ့နော်အဲ့ဒီညောင်ပင်ကြီးကိုကျွန်တော်တို့ကကျွန်တော်တို့လေ့လာပြီးတော့အဲ့ဒီညောင်ပင်မှာရှိတဲ့အသားပိုင်းစာကိုတခွဲခန်းကိုပို့တဲ့အချိန်မှာ အဲ့ဒီရဲ့ညောင်မင်းရဲ့တတန်းအနှစ်တရာရှိသွားပြီဆိုတာကျွန်တော်တို့ reset တိကျကျထွက်ထားတာတွေလည်းရှိပါတယ်အဲ့ဒီညောင်မင်းကြီးရဲ့ပတ်ပတ်လည်မှာလည်းဂန္ဓာကုတီတိုက်တွေစောက်လို့ပြီးရုပ်ပွားတော်ကြီးရှစ်စုကိဝတ်ထားပါတယ်အဲကျွန်တော်ကဆောင်ရွက်တဲ့နေရာမှာရုပ်ပွားတော်တွေပဲလှူလှူဘယ်နေရာပဲလှူလှူရုပ်ပွားတော်ကြီးအောက်တွေမှာကျွန်တော်ကပြီးလုံးဝမထိုးပါဘူးဘာလို့ဆိုပူဇော်ကြတော့ကြမဲ့ဖုံဖုံနေတန်ဃာတော်တွေပေါ့နော်တန်ဃာတော်တွေတက်ကြီးဝါကြီးတွေက ဲ့ဒီဈေးရုပ်ပွားတော်ကိုကြော်ရင်အလူရှင်ရဲ့နာမည်ကြီးတွေကိုကြော်တယ်လို့ဖြစ်မှာဆိုလို့ကျွန်တော်လူတန်းသမျှတွေမှာရုပ်ပွားတော်တွေမှာကျွန်တော်ကပီးထိုးလို့မရှိပါဘူးခင်ဗျာဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းတွေကအကောင်းဆုံး shopping မှာ mercury your shopping partner မင်္ဂလာပါခင်ဗျာမာကျူရီမီဒီယာကိုကြည့်ရှုအားပေးနေတဲ့ခொနီယသာသမီများကျမ်းမာချမ်းသာဘေးရန်ကွာကောင်းကျိုးလိုရာဆန္ဒတလုံးတဝရဲနဲ့ပြည့်ဝကြပါသည်လို့ဥစွာပနာမဆုတောင်းမြတ်တာများပို့တတ်အပ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကတော့ကျွန်တော်တို့ဒေါက်တာလာဝင်းအောင်လို့ခေါ်ပါတယ်ကျွန်တော်ကျွန်တော်က မန္တလေးတိုင်းဒေသကြီးညောင်ဦးခင်ကြောက်ပရောင်းမြို့နယ်ပုပ်ပားတောင်မာကြီးရဲ့အရှိပဲတာယာအေးချမ်းတော်ပြင်မကြီးရွာမှာကျေးဇူးတော်ရှင်မဟာဗောဓိမြိန်ဆရာတော်ဖရာကြီးရဲ့အလူခံမှုကြောင့်ကျွန်တော်ကနှစ်နှစ်ကျော်၃နှစ်အတွင်းထဲမှာညံတော်82ပေကျောက်စိမ့်စီတော်ကြီးတဆူတခါညံတော်38ပေကျောက်စိမ့်ကျောက်ပြန်စီတော်ကြီးတဆူနောက်တခါကျွန်တော်တို့ကျောက်စိမ့်ငကယုံကြီးရတဆူရိုးရိုးငကယုံဖရာငါးစုနောက်တခါ72ပေရုပ်ပွားတော်ကြီးနဲ့ပြတ်သက်ဒီနောက်10ပေရှင်သူဝလိနဲ့ပြတ်သက်ရှေးဥပကုဋ္တနဲ့ပြတ်သက် ပထန်းဆက်များသို့ဆင့်ခေါ်ရွှေကရဝိတ်ဖောင်တော်ဦးစီဒီတော်ကြီးနဲ့အမျိုးခေါ်အိုးဘော်စီဒီ65စုတည်ပြီးပါပြီရတနာကြောက်စီပကြီးပြတိုက်ပေါ့နော်ရတနာကြောက်စီပကြီးကြီးဆိုတာလည်းမိုးကုတ်တွန်းတွဲစပင်နယ်ကြောက်တွေဒုတ်ထာကြောက်တွေဘန်းနကသွဲကြောက်တွေနဲ့လှုပ်ထားတဲ့နောက်လာနောက်သားတွေအတွက်ရှေးအောင်ပကြီးတွေနဲ့ကျွန်တော်တို့ကူးယူပြီးတော့ကြတော့မှအဲကြောက်စီပကြီးကားပေါင်း131ချက်ချိတ်ဆွဲတဲ့ဗိမာန်ကြီးလည်းစောက်လုပ်ထားပါတယ်ကြောက်စိမ့်စီဒီရဲ့ရှေ့မှာကျွန်တော်ကြောက်စိမ့်မိုးဦးရ၄ခုကြောက်စိမ့်ဓမာယုံကြောက်စိမ့်တခွန်းနိုင်ရ၄ခုနောက်တစ်ခါ ဦးအောင်တို့အဘဘိုးမင်းအောင်စိုက်ပျိုးခဲ့ပါတယ်လို့ရှေးလူကြီးသူများတွေပြောပြကြည့်အရာနှစ်ပေါင်းများစွာညောင်ပင်ကြီးပေါ့နော်အဲ့ဒီညောင်ပင်ကြီးကိုကျွန်တော်တို့ကကျွန်တော်တို့လေ့လာပြီးတော့အဲ့ဒီညောင်ပင်မှာရှိတဲ့အသားပိုင်းစာကိုတခွဲခန်းကိုပို့တဲ့အချိန်မှာ အဲ့ဒီရဲ့ညောင်မင်းရဲ့တတန်းအနှစ်တရာရှိသွားပြီဆိုတာကျွန်တော်တို့ reset တိတိကျကျထွက်ထားတာကြီးလည်းရှိပါတယ်အဲ့ဒီညောင်မင်းကြီးရဲ့ပပတ်လက်မှာလည်းဂန္ဓာကုတီတိုက်တွေစောက်လို့ပြီးရုပ်ပွားတော်ကြီးရှစ်စုကိတ်ဝတ်ထားပါတယ်အဲကျွန်တော်ကဆောင်ရွက်တဲ့နေရာမှာရုပ်ပွားတော်တွေပဲလှူလူဘယ်နေရာပဲလှူလူရုပ်ပွားတော်ကြီးအောက်တွေမှာကျွန်တော်ကပီးလုံးဝမထိုးပါဘူးဘာလို့ဆိုပူဇော်ကြောကြမဲ့ဖုံဖုံနေတန်ဃာတော်တွေပေါ့နော်တန်ဃာတော်တွေတကြီးဝါကြီးတွေက အဲ့ဒီဈေးရုပ်ပွားတော်ကိုကြော်ရင်အလူရှင်ရဲ့နာမည်ကြီးတွေကိုကြော်တော်ဖြစ်မှာဆိုလို့ကျွန်တော်လူတန်းသမျှတွေမှာရုပ်ပွားတော်တွေမှာကျွန်တော်ကပီးထိုးလို့မရှိပါဘူးခမ ya အဲ့ဒီနောက်ဦးအောင်တော်ရှေးအောင်ကြောက်ထက်ကောကြောက်စင့်စီတီတော်ကြီးကိုလည်းကျွန်တော်တို့ရှေးပကံခက်ကလေးက ပန့်တကူမထေမြတ်တီထားတယ်အပါဘိုးမင်းကောင်ကဒိဋ္ဌံအောင်နှဲကြောက်တေးတွေထတ်သွားပြီးဇေဒီပြုတ်လုတယ်နောက်တခါရှေးလူကြီးသူမတွေကလည်းကျွန်တော်တို့ချင်းရွာပေါ့နော်မြို့ဆိုးရွာရွာပြည့်ဇေဒီတွေကရတဲ့ဓာတ်တော်တွေကိုထဲ့တယ်တိန်တော်ဦးဇေဒီတဲပြီးပို့တဲ့ဓာတ်တော်တွေထဲ့တယ်ကျွန်တော်ကလည်းဓာတ်တော်တွေအဲ့တော့အင်္ဂလန်မှာတခွက်ကန့်ကိုပို့ပြီးတော့ဓာတ်တော်အစ်စ်တွေကျွန်တော်အဲ့ဒီဇေဒီထဲမှာဌာပနာထည့်ပြီးတော့ကျွန်တော်အဲပြုပြင်ထားတာတွေလည်းရှိပါတယ်အခုလောလောဆယ်ကတော့ကျွန်တော်ကအဲ့ဒီမှာတဘာချောင်းနေကျွန်တော်အများကြီးစောက်ထားတယ်၃နှစ်တွဲမှာကျွန်တော်55ခု ခொနဲ့သားသမီးတွေအားကျွန်တော်ရဲ့အားစေတနာမြတ်တာတွေနဲ့ကျွန်တော်တို့စွမ်းဆောင်နိုင်ခဲ့ပါတယ်ကျွန်တော်က၃နှစ်ပြည့်မှလမ်းခင်းမယ်၃နှစ်ပြည့်မှလမ်းခင်းမယ်ဆိုတကယ်၃နှစ်ပြည့်တဲ့အချိန်မှာကျွန်တော်ရဲ့ဘဝပထမဆက်ညီငယ်တယောက်ကအဥအောင်ကြီးအဲ့ဒီလမ်းကြီးမှာပကံကနေစင်တက်မြင်းတက်တွေနဲ့လာတယ်စောမွန်လာပန်းစည်းလေးနဲ့ကြိုတယ်လို့ကျွန်တော်အိမ်မက်မက်တာဥအောင်ရဲ့ကိုးခါရှိပြီးအဲကျွန်တော်ကဝိပဿနာသမားပါဒါတွေလာမက်တယ်ကျွန်တော်ဘာလို့ရမှမသိဘူးဥအောင်လမ်းခင်းတဲ့နေရာမှာကျွန်တော်သိန်းတစ်ထောင်လှူမယ်ဗျာဆိုစလှူတယ် အဲ့ဒီမှာရဟန်းရှင်တို့တွေအတွက်ပြင်မကြီးရွာသူရွာသားတွေအတွက်ကျမ်းမာရေးစီးပွားရေးသာသနာရေးအများကြီးကိုလမ်းပြီးရင်ဖွံ့ဖြိုးသွားနိုင်ပါတယ်လမ်းကပေ2030ပေါ့နော် ျွန်တော်တို့24ပြီအကျယ်လမ်းနဲ့ရေမြောင်းနေနဲ့ကျွန်တော်တို့စတင်ဖောက်လုပ်တော့မှာပါဒါလေးကတော့ကြောက်မြတ်နေတော့မဆိုင်ပါဘူးကြောက်စိမ့်စီဒီတည်တဲ့အကြောင်းလေးကိုကျွန်တော်ကဖြစ်ဆွက်ပြီးတော့ဘူးတုဒပြောတဲ့ဘူဂျူလေးဖြစ်တဲ့အတွက်စုံအောင်စီအောင်ကျွန်တော်ပြောပြတာပါနောက်တစ်ချက်ညီကိုပေါင်းနှမတွေကိုမှာကျင်တာဥပမာပေါ့ရွှေရကုံဖရာကြိုက်ထီယိုဖရာပကံဖရာလို့ခေါ်မယ်အစားလေးရွှေရကုံစီဒီဘာလို့ဆိုဘာလို့စီဒီလို့ခေါ်တော့ဆိုမြတ်စွာဘုရားရှင်ရဲ့ကျွန်တော်တို့ဓာတ်တော်မူတော်တွေ ရိကတ်တော်တွေအသုံးဆောင်ပစ္စည်းတွေเนาะနောက်တစ်ခါကျွန်တော်တို့ကိုစားကိုပွားရုပ်ပွားတော်တွေပါရချီတော်ယာတွေကိမ့်ဝက်ဆံပယ်ပြီးတည်ထားတာဇေဒီလို့ခေါ်ပါတယ်ရုပ်ပွားတော်ဆိုရင်ဒါဖျားလို့ခေါ်တာမျိုးပြောလို့ကတင့်တော်ပါတယ်ခဏခဏပြောသလိုပေါ့စာအုပ်တင်တယ်တော့စာအုပ်တင်စင်ဖနှက်စင်တော့ဖနှက်စင်အဝစ်တင်တော့အဝစ်စင်ဖျားစင်ဖျားစင်နဲ့မခေါ်ပဲနဲ့ဖျားကန်ခန္ဓာကူရီတိုက်အဲ့လိုခေါ်သလိုပဲရွှေရကုံစီဒီကြိုက်ထီးဦးစီဒီပကံစီဒီဆိုပြီးခေါ်တဲ့ကြမှာတယ်